တွေးဆုံကြုံခွေဖြစ်မြဲတမထားတဲ့လူနှစ်ယောက်တွေးဆုံနေကလမ်းခွေဆိုတာမဖြစ်မနေကြုံရမယ့်အရာပါတချို့ကရေဆက်ကုန်သွားလို့လမ်းခွေကြရတယ်တချို့ကဝတ်ကြွေးကုန်လို့လမ်းခွေကြရတယ်တချို့ကျတော့သက်တမ်းကုန်သွားလို့လမ်းခွေကြရတယ်ဘယ်နည်းနဲ့မဆိုလမ်းခွေနှုတ်ဆက်ကြရတာပါပဲတွေးဆုံခြင်းတွေရှိနေသမျှလက်ပြနှုတ်ဆက်ရတာတွေလည်းရှိနေအောင်ပါပဲ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်တယောက်နဲ့တယောက်မဖြစ်မနေလမ်းခွဲရတော့မေဆိုရင်အမုန်းတွေနဲ့လမ်းခွဲတာမျိုး မဖြစ်စီရှင်မှုလမ်းမပြန်တွေ့တဲ့အခါလိပ်ပြတန်တန်ပြုံပြနိုင်ဖို့လက်ချီမှာကိုဘက်ကယူသားဖို့လိုတယ်။ပိုင်ဆိုင်တုံးလေးမှာတန်ဖိုးတာပါ။ဝေးသွားမှလွမ်းရတာမျိုးမဖြစ်စီရှင်မှုတွေးဆုံခြင်းတွေကိုခုံမရင်လမ်းခွဲခြင်းကိုကြိုတွေးတာပါ။အနေနဲ့အများတော့ ခံနိုင်ရရှိနေဖို့လိုတယ်လေလူနှစ်ယောက်ချစ်ကြပြီဆိုရင်တယောက်ကိုတယောက်ကနားလည်ပေးနိုင်ရတယ်ကိုဖြစ်ချင်နေပေါင်လေအတင်းဆွဲသွင်းပြီးကိုလိုချင်တဲ့ဘက်ကိုတိမ့်သွင်းလို့မရဘူးလူတယောက်နဲ့တယောက်ပြတ်တမ်းလာတဲ့မူလပိစအတိုင်းဝိုင်းအခြေခံတွေကို မတူညီကြဘူးဆိုတဲ့အတွေ့တွေကို တွေးထားရမယ်အဲ့ဒီတော့နှီးယူပေးရမယ်အချိန်ပေးရမယ်ကိုဖြစ်ချင်နိုင် မဖြစ်ရလို့အပြစ်တင်မယ်ဆိုရင်တဟာကိုအတကြီးနေတာလို့ခေါ်တယ်။လူတွေဟာတဦးကိုတဦးဖျက်တမ်းစီးဆင်းလာတဲ့ပေါင်းဝန်ကြီးနေမတူညီကြဘူး။အဲ့ဒီအခြေအနေတွေမှာလူနှစ်ယောက်ဆုံလာတဲ့အခါသူတို့ချင်တန်လာတဲ့ပေါင်းဝန်ကြီးအတိုင်းပိုင်းကအသက်သွင်းပြီးလိုက်တဲ့အကျင့်တွေခံယူချက်တွေဟာလည်းကွဲပြားနေတတ်တယ်။ဒါကိုသိဖို့လိုတယ်။ဒီနေရာမှာတယောက်ကိုတယောက်ကတူညီနိုင်မဲ့အချက်တွေ အားသာချက်တွေကို ပေါင်းဆက်ပြီး မတူညီတဲ့အချက်တွေပေါ်မှာဖြည့်တွေးပေးရမယ်။အချိန်ပေးရမယ်။နားလည်ပေးရမယ်။အပြစ်မတင်ရဘူး။ RS တကုတကုကုဆိုငါမူပေါင်းအတိုင်းပဲဖြစ်ရမယ်။ငါအကြိုက်ပဲလိုက်ရမယ်။ငါဖြစ်ချင်တာကိုပဲဖြစ်ပေးရမယ်ဆိုတဲ့ငါဆွဲအတ္တတွေများလာရင်အဲ့ဒီချစ်ချင်းမေတ္တာဟာပျော်စရာတွေချို့တယ်လာတယ်။ဘင်းအမြဲတမ်း ဘာတွေအပြစ်ဖြစ်အောင်မလဲဆိုပြီးကြံတဲ့လူတစ်ဖက်သားကစိုးရိမ်လာရတယ်။လူနှစ်ယောက်ချက်ကြပြီးဆိုရင်ပျော်စရာနေလာတဲ့ပြင်ဘာတွေထပ်ပြီးအပြစ်တင်ခံရအောင်မလဲလို့တွေးနေရပြီးဆိုရင်အဲ့ဒါချစ်နေကြတာမဟုတ်ဘူး။တယောက်ကိုတယောက်အတာတွေနဲ့ပေါင်လက်ခတ်နေကြတဲ့လူတွေဖြစ်နေပြီဆိုတာသတိထားဖို့လိုလာပါပြီ။တယောက်ကိုတယောက်အပြန်အလှန်ဖြည့်တွေးပြီးတဲ့ချစ်ချင်းမြတ်တာတွေမှာ ျော်ရွှင်စရာရောက်ခိုင်နှုန်းတွေပိုများလာတယ်။စိတ်လုံခြုံမှုတွေနဲ့ယုံကြည်မှုတွေရလာတယ်။ရဲရဲဝံ့ဝံ့ချိဆက်နိုင်ကြတဲ့တတိတွေအပြင်နဲ့အတူတူပဲရရဲကုန်မစိုးရင်ဆိုင်ရဲလာကြတယ်။အဲဒါကြောင့်တယောက်ကိုတယောက်ချစ်ကြပြီဆိုရင်အတ္တတွေမများစေနဲ့။ကိုဖြစ်ရှင်နာတွေကိုဆွဲမယူကြပါနဲ့။ချစ်ရှင်မေတ္တာတွေဟာကျမ်းမာနေဖို့လိုတယ်